သင်းကြီးထဲမှာလည်း United ကလက်ရှိ DRD မှာဆိုတော့ Chelsea တင်းနဲ့ဝင်နိုင်တာဆိုတော့ပုံစံမျိုးသွားပြီးတော့တွေ့ရတယ်။ဒီမှာဘူးဟိုကထပ်ပြီးတော့ရှုံးမယ်ဆိုရင်ပေါ့နော်။ဘယ်သင်းကြီးဟိုမှာ၁၁ရောက်၁၁ရောက်ကစားတဲ့အခါမှာမနိုင်ဘူးလားဆိုတဲ့ပုံစံမျိုးတော့ဖြစ်သွားနိုင်တယ်ပေါ့နော်။အဲကျွန်တော်ထင်တာပြောရရင်တော့ Ancelot ဒီနေရာဆုံးကစားတတ်တဲ့စာဘိုစလိုင်းကိုတဲရင်တဲရင်နဲ့သူ့ကြံတဲ့ကစားသမားတွေကိုနေရာလိုက်ရွေးတဲ့အပိုင်းမှာနည်းနည်းလေး ဟိုလူမန်နေရာမှာအထားသူလွဲတယ်လို့တော့ထင်တယ်ပေါ့နော်အဲ့ပိုင်းလေးတစ်ချက်တော့ရှိတယ်နဲ့နဲ့တွေ့တဲ့အခါကျရင်လီဗာပူးအသင်းမှာဒီဖောင်ပြက်နေတဲ့ကစားသမားတွေအရန်ကောင်းလာတတ်တယ်ဆိုတဲ့ပုံစံမျိုးလေးတော့ရှိတယ်ဒါကြောင့်မို့ဒီပွဲစဉ်မှာ Florent Vest တို့အလှည့်ပြောင်းတစ်ခုပေါ့ဒီရည်သူ့တို့အလှည့်ပြောင်းတစ်ခုလောက်ဖြစ်သွားနိုင်တယ်ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ပြဿနာကဘယ်နားမှာတော့ပေးနိုင်လဲဆိုတော့ Van Dijk ရဲ့ Konate ဒီနေရာမှာပြဿနာရှိနိုင်တယ်အဲ့ဒီပြဿနာကိုသူတို့ဘယ်လိုရှင်းမလဲဆိုတဲ့အပိုင်းပေါ့နော်အဲ့ဒီအပိုင်းလေးကတော့ကျွန်တော်စိတ်ဝင်စားတယ်ဒီပွဲဒီ Shesco တော့ကျွန်တော်အထူးပြုကြည့်ကြတယ်အမြင်ဘောတွေနဲ့ အားနည်းနေတဲ့ Liverpool ရဲ့ခံစစ်တမ်းကိုဘယ်လိုဒုက္ခပေးမလဲပေါ့နော်အားသာဝင်လာခြင်းပြည်တယ်များအလုံးမြင်တာပါ The Premier Sport ကနေပြည်လဲကြိုးလိုက်ပါတယ်ဒီတစ်ခါမှာတော့ဒီတစ်ပတ်ရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲလည်းဖြစ်တဲ့အင်္ဂလန်ဒါဘီလို့လည်းတင်စားကြတဲ့ Liverpool တင်းနဲ့ United တင်းတို့ရဲ့ပွဲစဉ်အကြောင်းကိုဆွေးနွေးသုံးသပ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျာမြင်လာပါကုန်တော့ရေး မင်္ဂလာပါညီလေးကျွန်တော်တို့ဒီဘက်မှာတော့ဒီတကယ်ကိုပွဲကြီးပွဲကောင်းပွဲကြီးပွဲရှိတယ်ဒီဘောက်ဘူးသင်းနဲ့ United သင်းပေါ့နော်ဒီဘောက်ဘူးသင်းကလည်းဒီလက်ရှိချိန်မှာတော့ founding နဲ့တော့ပြတ်နေတယ်ဆိုပေမဲ့ဒီဇာတ်ထိပ်ကိုပြန်တက်ဖို့ကြိုးစားနေတဲ့အချိန် United ကလည်းလူတွေပြန်ဆောင်လာတဲ့ကာလမှာပေါ့နော်ဒီဒီပွဲကြီးပွဲကောင်းကတော်လေးကိုကြည့်လို့ကောင်းမယ်ဆိုတော့ကျွန်တော်ထင်တယ်ဗျပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီဘောက်ဘူးဘက်ကနေကိုယ့်ရဲ့အမြင်လေးနဲ့ဆက်လိုက်ချင်ပါတယ် ဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ပြောချင်တာကတော့အာဆင်နယ်ကထိတ်ဆုံးရောက်သွားပြီးလီဗာပူးကဒါဒုတိယနေရာပြန်ရောက်သွားတယ်ပေါ့နော်ဟုတ်ပါဘူးလီဗာပူးနောက်ဆုံး၃ပွဲရှုံးထားတယ်ရှုံးပွဲရှုံးပွဲကြုံထားတဲ့၃ပွဲစလုံးကအဝေးခွင်မှာရှုံးထားတာအာအင်ကွင်းနေထားတွေပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့အင်ကွင်းနေထားကတော့ပြောစရာမလိုဘူးပြတော်တော်လှတယ်ဗျာနော်နောက်တွင်းကိုတွေလည်းရှိတယ်ဒါပေမဲ့ထူးခြားတာတစ်ချက်ကကျွန်တော်လီဗာပူးပြန်ကြည့်မယ်ဆိုလို့ရှိရင်လီဗာပူးရဲ့နောက်ဆုံးအင်ကွင်း၅ပွဲမှာဆိုလို့ရှိရင်တွင်းကိုရထားတဲ့အပိုင်းက၆ဂိုးပဲရထားတယ်အဲဒါမဲ့တစ်ဖက်ကမန်ယူပြန်ကြည့်လိုက်တဲ့အခါကျတော့မန်ယူကလည်းနောက်ဆုံး၅ပွဲမှာ၈ဂိုးထိရထားတယ်ဆိုတော့ တကင်ကောင်းတဲ့အသင်းနှစ်သင်းတွေ့တယ်ညီလေးပြောသလိုပဲအင်္ဂလန်ဒါဘီလူကြိုက်များမဲ့ပွဲနောက်တစ်ချက်ကလီဗာပူးအတွက်ပရက်ရှာများတယ်ဗျဒီပွဲပြီးသွားလို့ရှင်ဒါသူတို့ဖရန့်ဖတ်နဲ့အဝေးဘက်မှာသွားကစားရမယ်ဥရောပပွဲစဉ်တစ်ပွဲရှိတယ်နိုင်ငံတကာပွဲကအပြန်ပါလဲကစားသမားတချို့တန်ရာရထားမယ်အပိုင်းနေရှိတယ်ဆိုတော့ကျွန်တော်တို့ကြားထားရတယ်အဲ့တော့လက်ရှိမှာအန်စလော့ကဒီယာဒီကြမှာသူ့အသင်းကိုတစ်ကနေပြန်ဆရတဲ့အနေထားအသင်းရဲ့အနေထားတိဆောက်ထားတာကလည်း ်ကောင်းတဲ့အောင်ရှိပေမဲ့တေချာပြန်ကြည့်လိုက်တဲ့အပိုင်းကျတော့နောက်ဆုံးသုံးပွဲရှုံးထားတဲ့အပိုင်းမှာသူကစားသမားတွေလိုအပ်ချက်အရာပြောင်းကစားတဲ့တန်တွေကျွန်တော်ပြီးခဲ့တဲ့ဘက်ကလည်းဆွေးနွေးခဲ့တာပြီးပါတယ်ပေါ့နော်အဲ Florian Wish တို့လိုမျိုးနေရာမှန်လူမှန်မျိုးဟုတ်တဲ့ပြဿနာကိုလည်းသူရှင်းနေရတယ်ခန်စစ်တန်းကလည်း weak နေတဲ့အပိုင်းတွေရှိတော့ Man U လိုမျိုးပြန်ပြီးတော့အခုတကြောပြန်အမှတ်ပြန်ရှာနေတဲ့အသင်းရဲ့အထွေမှာတော့သူတို့ခန်စစ်တန်းဒီပထမဦးဆုံးတစ်ချက် လုံခြုံဖို့လိုတယ်ဆိုတာတော့ကျွန်တော်စဉ်းစားရမယ်။နောက်ပြီးတော့ဒန်ယာရဆင်းရဲထဲမှာဆိုလို့ရှိရင်လည်းခုနကကျွန်တော်ပြောခဲ့တယ်ဂိုဒမဘက်ကာဆိုလို့ရှိရင်လည်းဒန်ယာရနေတယ်။အဲနောက်ပြီးတော့ Graven Bash ကလည်းဒန်ယာရှိထားတယ်။ပါမယ်မပါဘူးဆိုတာတော့တေချာတော့ပြောလို့တော့မရသေးဘူး။ဒါတော့ line up ထဲမှာပါတဲ့သူတွေတစ်ချက်အားသာသွားတာကဂိုဒမဒါကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်မမတာရှီဗလီယာပေါ့နော်။ဒါနိုင်ငံတကာအသင်းမှာလည်း lesson ပြသလို club အသင်းမှာလည်း lesson ပြနေတဲ့အတွက်ကြောင့်မလို့အနည်းငယ်တော့ခံစားတဲ့အပိုင်းရှိတယ်။ပြဿနာကဘယ်နားမှာတော့ပေးနိုင်လဲဆိုတော့ Van Dijk ရဲ့ Conate ဒီနေရာမှာ ပြဿနာရှိနိုင်တယ်။အဲ့ဒီပြဿနာကိုသူတို့ဘယ်လိုရှင်းမလဲဆိုတဲ့အပိုင်းပေါ့နော်။ဟုတ်ပါဘူး။အဲ့ဒီအပိုင်းလေးကတော့ကျွန်တော်စိတ်ဝင်စားတယ်။တိုက်စစ်သွားတဲ့နေရာမှာတော့အဓိကကြတာဆာလာ။ဆာလာအလုံးမလုံးဘူးဆိုလို့ရှိရင်ပြဿနာပေးတာကလေဘာဘူးတိုက်စစ်မှာဂိုရရှိရေးအတွက်ပြဿနာရှိတယ်။ဂျန်နဲ့စိတ်ပိုင်းနေမှာတော့အော်သူ့ဟာနဲ့သူကတော့လုံတိုင်ကင်တိုင်စွမ်းရှိတယ်။အဲကျွန်တော်ထင်တာပြောရရင်တော့အန်စလော့ဒီနေရာဆုံးကစားတတ်တဲ့စာဘိုစလိုင်းကိုတဲရင်တဲရင်နဲ့သူ့ကြံတဲ့ကစားသမားတွေကိုနေရာလိုက်ရွေးတဲ့အပိုင်းမှာနည်းနည်းလေး ဟိုလူမန်နေရာမှာအထားသူလွဲတယ်လို့တော့ထင်တယ်ပေါ့နော်အဲ့ပိုင်းလေးတစ်ချက်တော့ရှိတယ်နောက်တစ်ချက်က iset iset ဒီလက်ရှိမှာကြံ့ခိုင်မှုလည်းပြဿနာရှိနေတယ်ပွဲချိန်ပြေးကစားတာရဲ့နောက်ပြီးတော့အော်ဂိုးသွင်းတဲ့အပိုင်းမှာတိကျမှုပြောင်းနေတယ်အဓိကချိတ်ဆက်မှုအပိုင်းပေါ့နော်နောက်ပြီးတော့အဲဒီမှာလူတင်ဖြစ်ခေါ်ထားတဲ့ AIPK ကလည်းပြင်းထန်တဲ့ကစားနေနဲ့ injury ရသွားတယ်ဆိုတော့ဒီပွဲအတွက်သာဒါ iset ဝင်လာခဲ့မယ်ဆိုရင်ရှိတဲ့ဆာလာတို့နဲ့ချိတ်ဆက်မှုကကောင်းပေါ်မှာမလားပေါ့နော်အခုတွေ့မှာလည်းမန်ယူနဲ့ဆိုတော့ စဉ်းစားစရာတွေကတော့အများကြီးပေါ့ဗျာကောင်းတာတွေလည်းရှိသလိုဆိုးတာတွေလည်းရှိတယ်လက်ရှိမှာကျွန်တော်အကြိုက်ဆုံးတစ်ချက်ကိုမြင်မိတာပြောပြောချင်တဲ့အချက်ပေါ့နော်အကြိုက်ဆုံးဆိုတာဘာလဲဆိုတော့စူပွဲမှုအတိုင်းတာရအတက်ခင်သွားတယ်ဆိုလို့ရှိရင်တော့လီဗာပူးကအကောင်းဆုံးထဲမှာပါတယ်အာဆင်နယ်ပြီးရင်လီဗာပူးရှိတယ်ဒီအချက်ကဒါမှတ်ပေးစရာတစ်နဲ့နှစ်ကိုဒါ choice လုပ်ရတဲ့အပိုင်းမှာတော့လီဗာပူးရှုံးလို့မရဘူးဒီအပိုင်းတွေကိုကိုးကားပြီးတော့ဘလို့သွားမလဲဆိုတဲ့အပိုင်းကတော့ကျွန်တော်စောင့်ကြည့်ခြင်းနဲ့အားနည်းချက်ပြောဟေးဆိုရင်တော့ Van Dijk ရဲ့ Conte ချာက link လွတ်နေတဲ့အပိုင်းပဲဗျာ လီဗာပူးအနေနဲ့ဒီဖောင်ကျနေတဲ့အချိန်မှာ international break ဝင်သွားတာတော်တော်လေးဟိုမှာကောင်းနေပါဘူး။ဟုတ်ကဲ့။ဒီ Arne Slot အတွက်လည်းသူအပြေရှာဖို့အတွက်အချိန်ရပါတယ်လို့မြင်နေပါတော့။ဟုတ်ကဲ့ပါ။ United ကိုသူတို့အနိုင်ရချင်တယ်ဆိုရင်တော့ဒီ Florian Vers ကိုသူတို့ free roll ပေးလိုက်ရင်တော့ဖြစ်နိုင်ကြရင်တော့ရှိရပါ။ဟုတ်ကဲ့။ United ကွင်းလယ်မှာဆိုရင်လည်းဒီ၃ရောက်ဖြစ်အောင်ပါတော့ဒီ Mount ကတော့ Mason Mount ကတော့ဝင်ပြီးကစားမယ်ဆိုရင်တော့ဆာလာကတော့ပို့ပြီးတော့လွတ်လပ်နိုင်ကြတော့ရှိရဲ့ဟုတ်ကဲ့ပါပုံမှန်တိုင်းဆိုရင်တော့ဒီ suppose line ကိုကွင်းလယ်မှာပြန်ပြီးတော့ထားမယ်ဒီ foreign verse ကိုအရှိမထားလိုက်မယ်ပြီးတော့တက်ဆက်မှုတရားကို iset တို့ကလည်းဒီ နတ်ရရဲ့ဆန္ဒပတ်တွေနဲ့လို့ပူးပြီးမကစားဘဲနဲ့လို့ခွာခွာပြီးစော့မယ်ဆိုရင်အဲ့ဒီကွန်းလေနေခန်းစစ်ကြားမှာကယူနိုက်တက်လစ်ဘောက်ကစားမားတွေအများကြီးဖြစ်နေပြီယူနိုက်တက်ကစားမားတွေနည်းနေတဲ့ဆိုတဲ့ပုံစံမျိုးဖြစ်နေမယ်ဒါဆိုရင်တော့ယူနိုက်တက်အနေနဲ့ဒီလစ်ဘောက်ကိုတားဆီးပြီးတော့ခက်ခဲနေတယ်ဆိုတဲ့ပုံစံမျိုးလေးတော့ရှိရပါတော့ဟုတ်ကဲ့ပါယူနိုက်တက်ဆန္ဒပတ်တွေနဲ့အဲ့လိုမျိုးအရင် physical ချင်း live ရှင်ပြီးကစားမယ်ဆိုရင်တိတ်တော့မလွယ်ဘူးဗျအထူးသဖြင့်ဒီလစ်ပေါ့လစ်ဘောက်တက်စစ်ကစားမားတွေဖြစ်ကြတဲ့ iset ဒီဘက်မှာအကြီးတကြီးကတော့မတည်ကြဘူးပေါ့။ဟုတ်ကဲ့ပါ။ဒီဇက်ကတော့သူတို့နည်းနည်းခွာပြီးလဲကစားတက်တယ်။လိုက်ပြီးတော့ run ပြီးတော့လဲကစားနိုင်ဆိုရင်ရှိတော့ အဲ့ဒီခံစင်းနဲ့ကွန်းလေတာနေရာတွေကလေဘာလို့တော်တော့အတိကအားလိုက်တဲ့ဖြစ်လာမယ်လို့တော့ကျွန်တော်ကတော့မြင်နေပါတော့နောက်တစ်ခုကျတော့ဒီ United နဲ့တွေ့တဲ့ခါကျရင်လီဗာပူးအသစ်မှာဒီပေါင်ပြက်နေတဲ့ကစားသမားတွေအရန်ကောင်းလာတတ်တယ်ဆိုတော့ပုံစံမျိုးလေးတော့ရှိတယ်။ဒါကြောင့်ဒီပွဲစဉ်မှာ Florent Vest တို့အလှည့်ပြောင်းတစ်ခုပေါ့ဒီ ያ တွေသူတို့အလှည့်ပြောင်းတစ်ခုလောက်ဖြစ်သွားနိုင်တယ်ကျွန်တော်ကတော့မြင်နေပါတော့ဒါပေမဲ့လီဗာပူးအသစ်တတိထားမှာတစ်ချက်တော့ရှိရပြ။အဲ့ဒါတော့ဘာလဲဆိုတော့ United ရဲ့တန်ပြန်ဆိုင်စစ်ပေါ့။ တင်မတက်စစ်နဲ့အတူတည့်ရသွားတဲ့ပုံစံမျိုးတွေကကြာလီဗာပူးကဒီအရီမှာတားဆီးတာအရန်ကိုအားနေတယ်။အဲ့ဒီချက်ကိုတော့တတိထားပြီးကစားမယ်ဆိုရင်တော့ဒီပွဲစဉ်ကအန်ဖီမှာလီဗာပူးအသင်းနဲ့ရလက်ကောင်းရနိုင်တယ်လို့တော့ကျွန်တော်ကတော့မြင်ပါတယ်ဗျ။ဟုတ်ကဲ့ပါ။ဆက်လိုက်ပြီးကျွန်တော်တို့ United ပဲလီကိုတွားခြင်းနဲ့ပြပြပါဦး။လက်ရှိမှာ United ကိုပြန်ကြည့်ရင်တော့ နီးပြအမော်ရင်ကတော့သူ့ရဲ့ကစားနေကြခန်းစစ်၃ယောက်ထားတဲ့ကိစ္စကိုတော့ဆက်ပြီးတော့ဒီပွဲမှာလည်း၃ဆွဲအောင်မယ်ထင်တယ်။၃ဆွဲမယ်ဆိုလို့ရှိရင်တော့ဝင်းနှစ်ဖက်ကတော့တော်တော်အလုံများလိမ့်မယ်ဗျ။အဲပြန်ကြည့်ရင်တော့ဒါအာမက်ပေါ့နော်။အာမက်ပါလာခဲ့မယ်ဆိုရင်တော့အတက်ဆင်းကောင်းကောင်းနဲ့ဒါတစ်ဖက်ကလီဗာပူးရဲ့တိုက်စစ်ကိုထိမ့်မှုတော့လွယ်သွားနိုင်တယ်။အဲနောက်တစ်ဖက်မှာကတော့ဒါလော့ပေါ့။ဒါလော့ကတော့သူ့ကြိုက်ဒါသူ့ကစားကွက်ထဲမှာအန်ဝင်နဲ့ ဒါပထမဦးဆုံးဦးစားပေးကစားသမားပေါ့နော်သူပါလာရင်တော့ဒါတောင်ပန်တက်စင်တချမ်းကတော့ရော့သွားနိုင်တယ်ဒီနေ့မှာဒေါကူထည့်မယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းနိုင်ခြင်းရှိတယ်အဲ့ဒါလေးတစ်ချက်နောက်တစ်ချက်ကျွန်တော်တို့ Manchester United နဲ့ပတ်သက်ပြီးကောင်းကွက်တွေပြောရမယ်ဆိုလို့ရှိရင်ကိုညာပြန်ပါလာတဲ့အတွက်ကြောင့်မလို့ဘလို့ပဲဖြစ်ဖြစ် Manchester United ရဲ့ attacking ကတော့ လီဗာပူးခံစစ်အားနည်းနေတဲ့အချိန်မှာစောင့်ကြည့်ကြံစရာတော့ကောင်းတယ်ဗျာနော်အဲ့ချက်တစ်ချက်တော့ရှိတယ်နောက်ပြီးတော့ရှက်စကိုရှိတယ်မက်ဆမောက်ဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ပြီးခဲ့တဲ့တပတ်ကျော်ကဆန်ဒလန်နဲ့ပွဲမှာသူ့ရဲ့ပါနက်မှုကန်ချက်ပေါ့နော်ပါနက်မှုကန်ချက် ကနေပြီးတော့ဂိုးဖြတ်ပြောင်းလဲနိုင်တယ်လို့ရှက်စကိုရဲ့ကြိုးစားပြီးတော့ရခဲ့တဲ့ဂိုးကလည်းအသီးမှတ်ပြုတ်ကျင်စရာတကယ်ကိုကောင်းပါတယ်အဲ့လိုစိတ်တက်နဲ့သာစူးစီးပြီးကစားမယ်ဆိုလို့ရှိရင်လီဗာပူးကိုမရှင်းနိုင်စရာမရှိဘူးဒါပေမဲ့တစ်ချက်ရှိတယ်အဲ့ဒါကလည်းဒါညီလေးခုနကပြောသလိုပဲမန်ချက်စတာယူနိုက်တက်ကောင်တာသွားတာကောင်းတယ်မှန်တယ် နောက်ပြီးတော့သူတို့ကဝင်း possession နေအားကိုးပြီးတော့ဝင်းနေရနေချိန်ပြီးတော့ကစားတယ်အဲ့ဒီလိုပဲအတကင်သွားနေတဲ့တစ်ဖက်က Liverpool counter ပြန်ရလာပြီဆိုလို့ရှိရင်ညီလေးတုံးသက်ခဲ့တဲ့ Kensington တုံးယောက်ပြဿနာကိုလည်း Manchester United အကောင်းဆုံးဖြေရှင်းဖို့လိုတယ်ဒီပွဲမှာသာတုံးယောက်ခံဆက်ထွက်ရင်တော့ဒါ Liverpool အကြိုက်ဖြစ်သွားနိုင်တဲ့အနေအထားတွေများတယ်ဗျအဲနောက်တစ်ခုကဘာလဲဆိုတော့ဒီပွဲမှာ Casemiro လာမလား Ugarte လာမလားအဲ့ချက်ကလည်းကျွန်တော်စောင့်ကြည့်ကြင်စရာလေးတစ်ချက်ဖြစ်တယ် ။ဘာကြောင့်လဲဆိုတော့ကွင်းလှည့်ခြင်းအားပြန်ရမယ့်အနေအထားဒီပွဲမှာလုံးဝကိုကွက်တိကျနေတယ်။ဘရူနိုဖာနန်ဒက်စ်ကလူမန်နေရာမှာမဖြစ်သေးဘူး။မေဆန်မောက်နဲ့ပဲသွားမယ်ဟေးဆိုလို့ရှိရင်တော့ဒီကွင်းလှည့်ကတော့နည်းနည်းလေးချမ်းဖြစ်နိုင်မယ့်အပိုင်းတွေရှိတယ်လို့တော့ကျွန်တော်ခန်းစားရတယ်။အဲနောက်ဆုံးတစ်ချက်ပြောပါဟေးဆိုလို့ရှိရင်တော့ international ပေါ့နော် international ပွဲတွေကစားထားတဲ့အနေအထားမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒါပေါ်တူဂီကစားသမားတွေတော်တော်ကိုရုန်းကန်ပြီးတော့ international ပွဲကိုဖျက်ဆီးထားတဲ့အပိုင်းတွေရှိတယ်။အင်္ဂလန်ကတော့ AACC ပဲပြဿနာတော့မရှိဘူး။ဒါပေမဲ့လက်ရှိ ဒါအမော်ရင်သုံးထားတဲ့ကစားကွက်ထဲမှာပေါ်တူဂီကစားသမားတွေ base ခံထားတဲ့အတွက်ကြောင့်မလို့သူတို့တွေရဲ့လုံအောင်လုံးပြေပါမလားဆိုတာတော့ပညာရှိတယ်။အဲနောက်ဆုံးတစ်ချက်ကတော့ဂိုးသမားဂိုးသမားကတော့လာမင်းကတော့တကယ်ကိုကောင်းတဲ့ Manchester United ရဲ့ဂိုးသမားကောင်းတစ်ယောက်ဆိုတာတော့ကျွန်တော်ညင်းလို့မရတော့ဘူး။တဖြည်းဖြည်းနဲ့လက်ဆွမ်းပြတယ်။အဲ့တော့ဆာလာတို့အဆုံးသက်မကောင်းခဲ့ရင်အီဆက်တို့အဆုံးသက်တာမတေချာခဲ့ရင် လာမင်းနဲ့အတွေ့ကြလို့ရှိရင်တော့ဂိုးပေးရတာတော့နည်းနည်းလေးခွေထစ်သွားနိုင်တယ်ပေါ့နော်။အဲ့ဒီအပိုင်းလေးတွေကတော့တကယ်ကို Manchester United ဘက်ကကျွန်တော်တို့စောင့်ကြည့်ရမှာတကယ်တမ်းစောင့်ကြည့်ရမယ့်ကစားသမားပါထပ်ပြီးရွေးဆိုလို့ရှိရင်တော့ဒီပွဲသည် Chesco တော့ကျွန်တော်အထူးပြုကြည့်ကြတယ်။အမြင်ဘောတွေနဲ့အားနည်းနေတဲ့ Liverpool ရဲ့ Cancelton ကိုဘယ်လိုဒုက္ခပေးမလဲပေါ့နော်။ဒါကလည်းတစ်ဖက်မှာရှိနေတဲ့ဒါကော်ညာတို့နောက်ပြီးတော့ Ambu Mo တို့ရဲ့ဒီ cross တွေကအဓိကပါလာမယ်ထင်တယ်ဗျ။ ်လက်ထက်ကတော့ကျွန်တော်ကတော့ကန်ဆိုးတယ်လို့ကျွန်တော်မြင်တယ်ဗျဟုတ်ကဲ့ဘာဖြစ်လို့ဆိုတော့ Man City အလဲကလည်းသူတို့ဖောင်ပြက်နေလို့တွေ့ရတွေ့လိုက်မယ်ဆိုရင်တော့တက်တာတယ်ဗောနော်ဟုတ်ကဲ့အဲ့တော့ကလည်းဂျာတက်မှာနိုင်ငံပွဲတွေခံသွားပြီးတော့ပြန်ခင်းတဲ့ပြန်ပြင်ဆင်လိုက်တဲ့အချိန်ထဲမှာတိုးသွားတဲ့အခါမှာဒီ United နေနဲ့အဆင်မပြေခဲ့ဘူးဗောနော်ဟုတ်ကဲ့ပါအခုလည်း Liverpool နဲ့ပွဲမှာလည်းသူတို့ပုံစံမျိုးထပ်ပြီးတော့လာအောင်မယ်လို့ကျွန်တော်ကတော့ထင်တယ်ဗောနော်ပြီးတော့ဒီပွဲစဉ်မှာလည်းဒီ Casemiro ထက်ဒီ Ugarte ကပို့ပြီးတော့ပွဲထွက်ကစားနိုင်တယ်လို့လည်းတန်လေးကလည်းကြားရတယ်ဗောနော် ပြောမယ်ဆိုတော့ဒီနှစ်ထဲမှာပဲဒီ MP မှာပေါ့နော်ကစားခဲ့တဲ့ပွဲမှာဥကာဒေးကတော်တော်လေးကိုမှကောင်းခဲ့တယ်ပေါ့နော်လက်ရှိချိန်တွေကတော့ဥကာဒေးခြေကျနေလို့ပြောလို့ရတယ်ဒီလိုမျိုးပွဲကြီးပွဲကောင်းနေဆိုတော့မော်ရင်ကမစ်စင်မောက်ကိုအရန်ကြိုက်တာဟုတ်ကဲ့မစ်စင်မောက်ကိုတုံးကိုတုံးမှဆိုတဲ့ပုံစံမျိုးတော့ရှိတယ်သူပါလာတာလေကောင်းတော့ကောင်းနေဗျသူ့ရဲ့လက်ကစားအားကဒီအတင်းဘောလုံးမရှိတဲ့ချိန်တွေဆိုရင်အရန်တော့တက်တာရရတယ်ပေါ့နော်အတင်းကြီးတွေထဲမှာလေ United ကလက်ရှိ DRD မှာဆိုတဲ့ချက်စီတင်းတဲ့ဝယ်နိုင်တာဆိုတဲ့ပုံစံမျိုးတွားပြီးတော့တွေ့ရတယ် မှာဘူးဟိုပါထပ်ပြီးတော့ရှုံးမယ်ဆိုရင်ပေါ့နော်ဘယ်အသင်းကြီးကိုမှ၁၁ရက်၁၁ရက်ကစားတဲ့အခါမှာမနိုင်ဘူးလားဆိုတဲ့ပုံစံမျိုးတော့ဖြစ်သွားနိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီပွဲစဉ်မှာမေးလို့မရတဲ့တစ်ချက်ကရတော့ဘယ်လိုလဲဆိုတော့မာတီနက်စ်နဲ့မာဇရာအိုဝီတို့ပြန်ပြီးတော့ပါလာနိုင်တယ်ဆိုတဲ့အချက်လေးတော့ရှိတယ်ဟုတ်ပါတယ်မာတီနက်တာပါလာမယ်ဆိုရင်တော့ United ရဲ့ကစားကွက်ဖွင့်တဲ့အပိုင်းကြီးဘောလုံးကင်ထားတဲ့အပိုင်းတွေကပို့ပြီးတော့ကောင်းလာနိုင်တယ်ပို့ပြီးတော့တင်ရင်နိုင်တယ်လို့ကျွန်တော်ကတော့မြင်နေပါတော့အဓိကတော့တက်စစ်ကိုဒီရုတ်တရက်ဖွင့်လိုက်မယ်ဆိုတဲ့ဘောလုံးလမ်းကြောင်းတွေပို့ပြီးတော့ပွင့်သွားနိုင်တယ်လို့ကျွန်တော်မြင်နေပါတော့ ဒီပါဖို့ကိုသူတို့ခေါ်စားမယ် transition နဲ့ခြံချင်းချိန်ပြီးကစားမယ်ဆိုရင်တော့ဒါမျိုးလေးတွေကတော့မျှော်လင့်လို့ရတယ်ပေါ့နော်။ United အသင်းကဒီ Liverpool အသင်းကိုသူတို့ရဲ့ Anfield ကွင်းမှာဒီ9-0ဂိုးမရှိနဲ့ရှုံးနေပြီးနောက်ပိုင်းပေါ့နော်။ဒီတော်တော်လေးကိုမှထိန်းပြီးကစားလာတာကျွန်တော်တို့တွေ့ရတယ်။ဒီတိချာလေးကိုမှအအောင်ဆုဆိုင်ပြီးကစားတာမျိုးကျွန်တော်မြင်ရတယ်ပေါ့နော်။ဒီကတော့လက်ရှိချီနီယာဆိုတော့ဒီ United ကစားသမားတော်များများကပုံစံကောင်းလေးတွေတော့ပြလာပြီပေါ့ဒီ Sesco ရှိမယ် AMP ရှိမယ် Arman နဲ့ AMP မူကြာ link ကလည်းတော်တော်လေးကိုအဆင်ပြေလာပြီပေါ့နော် Mason Mount ကလည်း found တစ်ခုပြန်ပြီးတော့ရလာတယ်ကိုရမနေရလဲအဆင်ပြေလာတယ်ပေါ့အဲ့လိုပုံစံကောင်းရနေတဲ့ကစားသမားတွေရဲ့အားရအသင်းကိုဆွဲတင်နိုင်တဲ့ဒီမာတီနက်ဆိုလိုကစားသမားတွေပြန်လာမဲ့အခြေအနေမျိုးတွေကတော့ဒီပွဲစဉ်မှာစကားပြောနိုင်တယ်လို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဒါကြောင့်မို့ဒီပွဲစဉ်မှာယူနိုက်တက်အနေနဲ့အနိုင်သုံးမှတ်မဟုတ်ရင်တောင်မှတည်လောက်ရအောင်တော့ရုံးကန်ပြီးကစားလာမယ်လို့ကျွန်တော်ကထင်ပါတယ်ဗျဟုတ်ကဲ့ပါလာပြီကျွန်တော်တို့ဒီကိုရလက်ခမန်းတဲ့ပတ်လေးနဲ့ဒီအနိုင်ရလက်ရွေးချက်တဲ့အတင်းပေါ့သွားကြည့်ပါမယ်ဟုတ်ကဲ့အမ်ပထမဆုံးတစ်ချက်က လီဗာပူးမှာကျွန်တော်ပြောစရာကြံခဲ့တယ်။ဒါကဘာလဲဆိုတော့လီဗာပူးရဲ့ခန်စတန်မှာအစွန်နှစ်ဖက်လက်ရှိမှာဆိုလို့ရှိရင်ဒါဘရက်ဒလီနဲ့ကာကက်စ်ပေါ့နော်။ဒီနှစ်ယောက်လုံးကလီဗာပူးအသင်းနဲ့ထင်သလောက်တော့အံဝင်သေးဘူးလို့ကျွန်တော်မြင်တယ်။ဒါကျွန်တော်တစ်ချိန်ကကြည့်ခဲ့ဘူးတဲ့ဒါအာနိုးတို့နော်ရောဘတ်ဆန်တို့ကိုမြင်ခဲ့ဘူးတဲ့အချိန်ဝါတွေလည်းပါမှာပေါ့လေနော်ဒါကျွန်တော်ရှေ့မှာပြောခဲ့တဲ့ Anslot ဒီသူအသင်းကိုဟိုအစ်စ်တစ်ခုအနေနဲ့ပြန်တီဆောက်နေရတယ်ဆိုတော့ဒီကစားသမားနှစ်ယောက်ရဲ့ ကစားအားတော့ကောင်းတယ်ဒါပေမဲ့တကယ်တမ်းပွဲကြီးတွေမှာသူတို့ထက်မြန်တဲ့သူတွေပြန်ထိန်းချုပ်တဲ့အပိုင်းကျတော့အားနည်းတာတွေတွေ့တယ်ဗျဟုတ်ပါဘူးအဲ့တော့တစ်ဖက်ကလည်း Manchester United မှာဆိုလို့ရှိရင်ခုနကဒါညီလေးပြောခဲ့တဲ့ကစားသမားတွေထဲမှာဆိုရင်ဒါ Amrumo ပေါ့ Amrumo ထိန်းဖို့ကလည်းမလွယ်ဘူးသူ့ထိန်းမယ်ဆိုလို့ရှိရင်သူ့ speed ကိုလိုက်နိုင်မှာအဲ့တော့အဝါအနေဆိုတာလည်းဖြစ်သွားနိုင်သေးတယ်နောက်ကွန်ညာပါထပ်ပြီးဝင်လာမယ်ဆိုလို့ရှိရင်ဒါအာမက်ဒီယာလိုတို့ဘာလို့စုံစိနေအောင်လို့ Manchester United ဘက်ကဝင်းတွေကိုဦးစားပေးကစားမယ်ဆိုရင်တော့ Liverpool ဘက်ကတစ်ချိန်မို့တစ်ချိန်ရောတော့ပေါက်မှာပဲ ဲ့တော့ပထမဆုံးတစ်ချက်ကျွန်တော်စဉ်းစားတယ်ဒီပွဲရဲ့ဖြစ်နိုင်ခြေကပြန်လည်သွင်းဖို့ရှိမယ်။နိုင်မဲ့အသင်းကိုစဉ်းစားကြကြည့်ဆိုလို့ရှိရင်တော့ဆာလာမန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်လို့ရှိရင်ဂိုးတွေပါဝင်ပတ်သက်မှုတော့လည်းသူ့ကိုတော့မေ့ထားလို့မရဘူး။သူကလည်းချက်လက်ကောင်းတွေရှိတယ်။အဲနောက်ပြီးတော့ဒီလိုနေရာမှာအလဲတန်းကနေဆိုလို့ရှိရင်လက်ရှိမှာဆာဘူစလိုက်တော်တော်လေးကိုသူ့ရဲ့အမြင့်ဆုံးဖောင်တစ်ခုရောက်နေပေါ့နော်။ဆာဘူစလိုက်ပါလာမယ်ဆိုရင်လည်းသူ့ရဲ့အဝေးကန်ချက်တွေသူ့ရဲ့ဖရီကစ်တွေနောက်ပြီးတော့ဂက်ပိုသာတကယ်ကောင်းကောင်းအလုပ်လုပ်မယ်ဆိုလို့ရှိရင်လည်းမန်ချက်စတာယူနိုက်တက်ရဲ့ခံစားချက်အောင်ပွင့်အောင်လို့တော့ ထိုးဖောက်ခွင့်ရှိတယ်တစ်ဖက်ကမန်ယူရဲ့တိုက်စစ်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းအမြင်ဘောတွေနဲ့လာမယ်နောက်ပြီးတော့ဟိုဘယ်လိုပြောမလဲကောင်တာတွေကနေ short pass တွေနဲ့အမြန်ပြင်းတဲ့ကန်တဲ့ area အဆက်ကကန်တဲ့ကွန်ညာတို့ကန်ချက်တွေဝင်တိုးပြီးကန်တဲ့ဟာတွေနောက်တစ်ချက်က Manchester United မှာကျွန်တော်ထင်တဲ့ Bruno Fernandes ဒီဇိုင်းနည်းနည်းပြောင်းပြီးကစားမဲ့ပုံစံလေးတော့ရှိမယ်နဲ့တူတယ်ဒါကွန်ညာပါလာတဲ့အတွက်ကြောင့်မလို့ဒီအကွက်ကလည်းတော်တော်လှလိမ့်မယ်ပြန်လည်သွင်းဖို့ရှိမယ်နိုင်မဲ့အတင်းရွေးဟေးဆိုရင်တော့ကျွန်တော်ကတော့ဒီ Liverpool ဘက်တော့နည်းနည်းလေးယိုင်ကျန်တယ်ဗျယိုင်ကျန်တယ်ဆိုတာတခြားတော့မဟုတ်ဘူးသူတို့ လုပ်ရမယ့်အလုပ်ကိုကောင်းအောင်လို့လုပ်ပြီးတော့ရက်တိမှုကောင်းလေးတစ်ခုပေါ့နော်အဲ့ဒါလေးယူနိုင်မယ်လို့တော့ကျွန်တော်ထင်တယ်နိုင်တော့ဘိုးမပွားဘူးဒီပွဲလဲ2-1လောက်နဲ့ပဲသွားမယ်လို့တော့ကျွန်တော်ထင်တယ်ဒါပေမဲ့ Manchester United ဒီဘာမှမဆိုလုပ်ပြတတ်တယ်ဆိုတဲ့အချက်တစ်ချက်ကတော့ညီလေးနဲ့အကိုအမြင်တူတယ်ခက်တာကခန်းစစ်ကြောင်းမှာတော့အကိုတန်တဲ့ရတော့များတယ်သူတို့က Premier League တစ်ခုပဲသွားနေရတယ်ဆိုပေမဲ့ဒီခန်းစစ်တန်းရဲ့ပြဿနာကိုရှင်းလို့မရသေးဘူးအဓိကတော့ ဒီကျွန်တော်မီဖီဒက်ဖန်ဆော့တဲ့သူတွေနောက်ပြီးတော့ဒီတောင်မန်နှစ်ဖက်ပြန်မစင်းနိုင်တဲ့ပြဿနာတွေဒါတွေကတော့အနည်းနဲ့အများတော့လီဗာပူးနဲ့ပွဲမှာလည်းထပ်ကြုံရနိုင်တယ်ထင်တယ်ဗျဒါတော့ကျွန်တော်တယောက်တည်းအမြင်ရပါတော့အဲဒါကြောင့်မလို့ကျွန်တော်လီဗာပူးကိုတော့ပါပါလေးပို့ပြီးတော့နှစ်ချိုက်တယ်2-1နဲ့နိုင်မယ်လို့တော့ရွေးချယ်လိုက်ပါတယ်ဗျအဲကျွန်တော်ကတော့ဒီပွဲချိန်မှာကိုထရုတ်နဲ့အမြင်မတူဘူးအမြင်မတူဘူးပေါ့နော်ဟုတ်ကဲ့ဆိုတော့ဘယ်လိုပြောရမလဲဆိုတော့ဒီပို့ပြီးတော့လည်းပွဲကိုကြည့်ကောင်းအောင်ပေါ့နော်ကျွန်တော်ကတော့ဒီပွဲချိန်မှာ United ကဒီ Anfield မှာတခုခုလုံးပြလိုက်ရင်တော့ပွဲကတော်လေးကြည့်ကောင်းအောင်မယ်ကျွန်တော်တော့ထင်တယ်ပေါ့နော် တရှိနေသားရပြန်ပြီးကြည့်မယ်ဆိုလဲအာနီစစ်တော့ပြန်ပြီးပြင်ဆင်လာမယ်အပိုင်းတွေရတယ် United ကတော့ခက်ခဲနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေတော့ရှိရဒါပေမဲ့လည်းသိရမလား AV မှာ United ကဘယ်လိုပြောရမလဲစိတ်သက်ထည့်ပြီးကစားတဲ့အပိုင်းလေးကတော်လေးတော့မှကောင်းလာတယ်နော်ဒီပွဲစဉ်မှာလည်းဒီ United အနေနဲ့အသင်းကြီးတည်င်းကိုဒီစတရစတရကစားတဲ့အချိန်မှာအနိုင်ယူပြလိုက်မယ်ဆိုရင်တော့တော်တော်လေးတော့မှအဆင်ပြေသွားမယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်ဒါကြောင့်မို့ဒီပွဲစဉ်မှာတော့ဒီ United နဲ့ Liverpool အသင်းကိုဒီ2-1ဆိုတဲ့ရလဒ်လောက်နဲ့အနိုင်ရရှိသွားမယ်လို့ကျွန်တော်ခန့်မှန်းလိုက်ပါတယ်ဟုတ်ကဲ့ပါ โอเคပါကျွန်တော်တို့ပြပြသွားတဲ့အကြောင်းအရာကတော့ဒီလပတ်သတင်းတွေလေးမှာရှင်းပြန်ကစားသွားမယ်လီဗာပူးနဲ့ယူနိုက်တက်တို့ရဲ့ပွဲစဉ်အကြောင်းပဲဖြစ်ပါတယ်နေရာလုံးကတည်းကကိုရလက်ခံမှန်းတဲ့အပိုင်းနဲ့အနိုင်ရလက်ရွေးချယ်တဲ့အတင်းကတော့တုံ့ညီမှုရှိတာကိုတွေ့ရပါတယ်ကျွန်တော်ကတော့ယူနိုက်တက်အတင်းနိုင်ရမယ်လို့ခံမှန်းလာပြီးတော့ကိုထရွန်ကတော့လီဗာပူးအတင်းနိုင်ရမယ်လို့ခံမှန်းလာပါတယ်ဘယ်လိုလေးဆက်ပြတ်သွားမလဲဆိုတာကိုတော့စောင့်ကြည့်သွားမှာပါဆိုတော့ရှိရှိပြကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်နောက်လာမယ့် The Premise Boy ရဲ့အားသာစီစဉ်လေးမှာပရိသတ်တွေနဲ့ပြန်လည်ဆိုလို့ရှင်ပါတယ်ဗျာ